ပြည်နေမိဘပြည်နေစဉ်းစားကြည့်ပါဒါပေမဲ့ဒီကိစ္စကစဉ်းစားရုံနဲ့ပြီးသွားမယ့်ကိစ္စမဟုတ်ဘူးခုနိုင်ငံတော်ကတော့ဒီကိစ္စပေါ်မှာစီမံဖို့အတွက်ကိုသူလည်းကြိုးစားတယ်ပေါ့နော်ဒါပေမဲ့ဒါကမျက်ခုံးထုတ်စရာကိစ္စရှင့်နိုင်ငံတော်ကမလုံဆောင်နိုင်ခဲ့ဘူးဆိုရင်မိဘပြည်တွေလုံလတ်မဲ့ဖြစ်လာမှာနော်ရန်ကုန်လို့ပါလို့ကိုသိတာလည်းမယ်မရှိဘူးအားလုံးပဲမင်္ဂလာပါခုတစ်ခေါက်မှာတော့ cyber ဆိုတဲ့သတင်းလေးတွေကိုနားထောင်ကြအောင်အင်္ဂလိပ်ကနေပြီးတော့ကျမနိုင်ငံကိုပုံမှန်33နဲ့ရေးယူသွားခဲ့ပါတယ်ဒီလိုရေးယူဖို့အတွက်စူးစမ်းလုံဆောင်ခဲ့တဲ့အခွင့်အရေးကတော့အန်ယူဂျီတာဖြစ်ပါတယ်ရှင်အန်ယူဂျီနဲ့ပြည်ပရောက်မြန်မာတွေကနေပြီးတော့စူးစမ်းခဲ့တာဖြစ်ပါတယ် တော့ဒီသူတို့လုံဆောင်တဲ့ရည်ရွယ်ချက်ပေါ့နော်အညွှန်းချက်ကနေတော့ဒီ IRL ကနေပြီးတော့မြန်မာနိုင်ငံရေးယူဖို့တဲ့သူတို့လုံဆောင်လိုက်ရတဲ့ရည်ရွယ်ချက်က NASA ကအစိုးရကိုအခက်တွေ့စေခြင်းနဲ့အတွက်ရှင့်သူတို့က NASA ကအစိုးရကိုတတ်ခိုက်နေတာဟုတ်ဒီတော့ NASA ကအစိုးရအခက်တွေ့မယ်ဆိုရင်လူတို့ကကြက်တဲလာမယ်လူတို့ကြက်တဲလာလို့ရှင့်အစိုးရကခတ်မယ်ပြုတ်ကြမယ်ပေါ့ရှင့်အဲ့လိုမျိုးပေါ့နော်ဒါနိုင်ငံရေးပြူဟာလို့ခေါ်ပါလေဒါအစိုးရတက်ကိုဖြုတ်ချခြင်းလဲဆိုတော့ပြည်သူခက်ခဲအောင်လုပ်ရတဲ့ပြူဟာပေါ့နော်အဲ့ဒီပြူဟာကိုကျွန်တော်တော်မှတ်မိနေရှင့်တော်ရင်းနှီးနေတယ်မိဘပြည်သူများလည်းရင်းနှီးနေမှတက်တယ် ဲ့ဒီပြူဟာကိုသုံးခဲ့တာ NLD ဖြစ်ပါရှင့် NLD ဆိုရင်ဟုတ်ရင်ကလေးရပါတော့အောက်ဆန်းစုကြည်ကစားအဲ့ဒီပြူဟာကိုသုံးခဲ့တာကျမတို့နိုင်ငံကိုပိတ်ဆိုပါပိတ်ဆိုပါဆိုပြီးသူကရနှုတ်ကပြောခဲ့တာရှင့်ဒီတော့သူဟာဆိုရင်ဒီပြူဟာကိုသုံးခဲ့တယ်လည်းမပါရဲပေါ့နော် NLD အောက်ဆန်းစုကြည်ကဒီပြူဟာကိုသုံးတယ်အခု NUG ဆိုတာပေါ်လာတဲ့အခါကျတော့ဒီပြူဟာပဲသုံးတယ်တပုံစံနဲ့ရှင့်မသိလို့ရှင့်တမေအေတွေကမွေးလာတယ်မောင်နှမကြီးကြာတယ်ပြူဟာတော်တော်တူနေတယ်ဒီလိုတူနေတာတော့မှ NLD ကဥဟန်သားမြင့်က NLD နဲ့ NUG ကမတူပါဘူးဆိုပြီးငင်းသေးတယ်ရှင့် အဲ့ဩစီအရင်တော့တော်တော်အဟုတ်ကောင်းတဲ့အချုပ်ကိစ္စအရလေဒါကျမတို့ပြောမယုံကြုံဘူးမှသိဟဲ့ခါ NLD နဲ့ NUG တွေညှိပြဟာအတူတူပဲ NLD ကလူတွေကပဲစဉ်သက်ပြီးတော့ NUG ဖြစ်သွားကြတာဒါပေမဲ့ NLD နဲ့ NUG တွေမတူဘူးတဲ့ယူရပြီလို့ယုံလားရှင်ယုံချင်လဲယုံမှာကျမတို့မယုံမှောက်ရှင်တော့အဲ့လိုတော့ရှိရတာကျမပြောပြတာကျွန်မအနေနဲ့မိဘပြည်သူများကိုရှင်းပြရမယ်ဆိုအခွဲစည်းကိုရင်းတော့ရှင်းပြရမယ် ILO အခွဲစည်းကဘာလဲဒီအခွဲစည်းကဆိုရင် International Labor Organization လို့ခေါ်တယ်ပေါ့နော်အပြည်ပြည်ဆိုင်ရာအလုပ်သမားအခွဲစည်းပေါ့ရှင်အဲ့လိုမျိုးဖြစ်ပါရှင့် လုံဆောင်ချက်တည်းကသူကလုံသားတွေရဲ့အခွင့်အရေးတွေလူမှုဖို့လို့ရင်းနဲ့တင့်တင့်နဲ့လောက်ကန်အခြေအနေတွေကိုကမ္ဘာတဝန်းလုံးမှာညှင့်တင်ဖို့အတွက်သူကရည်ရွယ်ပြီးဖွဲ့စည်းထားတာဒီအဖွဲ့အစည်းကိုပထမကမ္ဘာစစ်အပြီးမှကလေးကစတင်ပြီးဖွဲ့စည်းခဲ့တာချင်းတော်တော်တက်တန်းကြတဲ့ဖွဲ့စည်းတစ်ခုဖြစ်ပါတယ်အဖွဲ့ဝင်နိုင်ငံပေါင်း168နိုင်ငံရှိရလို့သိရတယ်အဲ့ဒီမှာမြန်မာနိုင်ငံလည်းအဖွဲ့ဝင်အပါအဝင်ဖြစ်ပါတယ်ဒီကတနင်္ဂနွေကကမ္ဘာလုံးမှာရှိတဲ့အလုပ်သမားတွေအခွင့်အရေးတွေကိုမလုံဆောင်မဲ့အဖွဲ့အစည်းပေါ်ရှင်သူကအဲ့လိုမျိုးလုပ်ရတာရှင့် သူရဲ့လုံဆောင်ချက်တရားဆိုရင်အလုံသမားအခွင့်အရေးစံလေးသူကချမှတ်ရတာရှိရဲ့ပြီးတော့အလုံသမားဆိုင်ရာဥပဒေပေါ့နော်အဲ့လိုသဘောတူညီချက်တွေလုပ်ပေးတယ်ပြီးတော့အလုံသမားတွေအခွင့်အရေးတွေတောင်းဆိုပေးတာပေါ့ရှင်အရှင်းဆုံးပြောရမယ်ဆိုရင်တော့ပြီးတော့လုံမားတွေလူမှုဖူလုံရဲ့အခြေခံကိစ္စတွေလုပ်ပေးတယ်လောက်ခလာစာတွေနှိမ့်တိုင်းပေးရပေါ့နော် ပြီးတော့သူကနိုင်ငံလေးကိုသူကစောက်ကြည့်ရယ်သူအဖို့ဝင်နိုင်ငံလေးပေါ့နော်စောက်ကြည့်ရယ်မင်းတို့လောက်ကမစင်းကြီးတွေလိုက်နာရယ်လားလောက်ခလာစာတွေအစင်တည်းရယ်လားမတရားခိုင်းတာတွေလောက်လားစသဖြင့်သူကဒါတွေကိုစောက်ကြည့်ပေးတာရှင့်ဒီဖွဲ့စည်းရဆိုမြန်မာနိုင်ငံကိုနှစ်ကြိမ်တိတိရေးယူပူရယ်ပေါ့နော်ဒါဒုတိယကြိမ်ရေးယူတာနောက်ပထမကြိမ်ကကျတော့2000ပြည့်နှစ်မှာအတ္တမလောက်သားခိုင်းစေမှုရှိရယ်ဆိုပြီးတော့နိုင်ငံတော်ကို ဥပမာ33နဲ့ပထမဆုံးချိန်ရေးယူခဲ့ပါရှင့်ဒုတိယချိန်ကတော့အခုပေါ့နော်ဒီအခုတင်ရကြတော့လောတုံမအခွင့်အရေးချိုးဖောက်ပါတယ်ဆိုတော့ဥပမာနဲ့ကရေးယူခဲ့တာဖြစ်ပါတယ်ဒီလိုဥပမာရှိပါဖို့အတွက်ကိုလည်းအန်ယူဂျီကစူးစမ်းလိုက်တယ်ပေါ့ရှင့်ဒီတော့အန်ယူဂျီကိုချစ်တဲ့သူတွေကတော့အန်ယူဂျီကိုလှမ်းပြီးတော့ဂုဏ်ပြုလိုက်ကြပါဦးလှုပ်ဆောင်ကြအောင်မြင်သွားပါပြီဆိုပြီးတော့အန်ယူဂျီသဘောကျတဲ့သူရှိရလေအဲ့တော့ congratulation လုပ်လိုက်ကြပါရှင့်အခုလှုပ်ဆောင်ကြအတွက်ပေါ့နော်လှုပ်ပြီးပြီဆိုတော့ကျွန်မပြောတဲ့သတင်းလို့ဆက်ပြီးနားထောင်ကြည့်ပါရှင့်အဲ့လိုမျိုးပေါ့ရေးယူခံရမယ်ဆိုကျွန်မနိုင်ငံမှာဘယ်လိုမျိုး ပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့ဆိုရင်တော့ဒီပုံမှန်33ရာအေယူခံတဲ့နိုင်ငံတွေရတဲ့နိုင်ငံတကာအတိုင်းဝန်ရဲ့စီးပွားရေးပိတ်ဆို့မှုတွေအကူအညီချက်တောက်ခံမှုတွေနဲ့ရင်ဆိုင်နေပါတယ်ချက်ဒါနဲ့ကျမတို့ဒီ ILO ရဲ့အေယူမှုကိုကျမတို့နိုင်ငံအစိုးရအနေနဲ့တံပြန်ထုတ်ပြန်ထားတခုရှိပါတယ်စာလေးထုတ်ပြီးတော့ညင်းနှင်းထားတာပေါ့နော်အဲ့စာလေးကျမနည်းနည်းလေးဖတ်ပြပါမယ်စာလေးကိုပြသထားပါမယ်ချက်ဒီမြန်မာနိုင်ငံပေါ်ချမှတ်ခဲ့တဲ့ ILO ရဲ့ဆုံးဖြတ်ချက်နဲ့ဆက်နေပြီးတော့အသိပေးချက်ဆိုပြီး6ရက်6လ2025အနေနဲ့ပြီးလို့ကျမတို့ဝင်ထားတာနေထုတ်ပြန်ထားတာဖြစ်ပါတယ်ဒီညီလာခံမှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ပေါ့နော်ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့တဲ့ ဒီဆုံးဖြတ်ချက်ကိုလေ့လာတဲ့အခါမှာလည်းနိုင်ငံရေးဆိုင်ရာချင်းကပ်မှုတွေပေါ်အခြေခံပြီးတော့ဆုံးဖြတ်ခဲ့ခြင်းဖြစ်တဲ့အတွက်မြန်မာနိုင်ငံစိုးရပေါ်အလုံးမျက်နှာစာတက်စင် PR ပေးနိုင်ရန်ရည်ရွယ်ချက်နဲ့တစ်ဖက်သက်တောင်းဆိုထားတဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်တဲ့။ဒါကြောင့်ဒီဆုံးဖြတ်ချက်အနေနဲ့မြန်မာနိုင်ငံဘက်မှာမိတင်းလောက်ကနေကြတဲ့အလုပ်ရှင်တွေလုံသမားတွေစီးပွားရေးလုပ်ငန်းတွေပေါ်မှာတာရောက်မှုမရှိပါဘူး။စိုးရိမ်မှုမရှိဘဲနဲ့လုပ်ငန်းခွင်တွေမှာအေးချမ်းစွာဆက်လက်ပြီးနေထိုင်နိုင်ပါတယ်လို့ရှင်းသားထားပါတယ်ရှင့်။ မြန်မာနိုင်ငံအနေနဲ့မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက်အရေးကြီးတဲ့လုံခြုံရေးအတွက်အခွင့်အရေးတွေဥပဒေနဲ့အညီတိုးတက်မှုရရှိရေးတွေလူမှုဘဝဖွံ့ဖြိုးရေးတွေလောက်ကန်ခွန်လန်းဖန်တီးပေးရေးတွေအတွက်အတွက်အားရလို့အပါအဝင်နိုင်ငံကအတိုင်းဝန်းနဲ့ဆက်လက်ထိတွေ့ပြရရှိပြီးတော့မြန်မာနိုင်ငံရဲ့အထောက်အကူအနားနဲ့လွတ်လပ်မှုကိုမထိပါစေတဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုပြီးတော့ဒါအသိပေးအပ်ပါတယ်ဆိုပြီးလုံခြုံရေးဌာနကထုတ်ပြန်ထားတာပေါ့နော်။ဒါကတော့နိုင်ငံတစ်ခုအနေနဲ့ကတော့ဒီလုံခြုံရေးပေါ်မှာတရားမျှတခြင်းရှိလားမရှိလားဆိုတော့ထုတ်ပြန်권ငင်းဆန်권ပေါ့နော်လက်ခံ권ဆိုတာရှိရပါလေဒီတော့နိုင်ငံတော်ကထုတ်ပြန်ခဲ့တာဖြစ်ပါရဲ့ရှင့်။ဒီမှာခုပြောပြတာကဒီအိုင်အန်လိုထုတ်ပြန်ခြင်းနဲ့ပတ်သက်ပြီးတော့ဗတ်ပေါင်းဆောင်ရည်မိဘပြည်သူများရှင်း ြပေးခဲ့တာဖြစ်ပါတယ်။ရှင်းပြပြီးဖြစ်တဲ့အတွက်သုံးသက်ချက်လေးလာပါပြီရှင်။သုံးသက်ချက်ကတော့ကျွန်မဒီနေ့နှစ်ခုပဲပြောပြခြင်းနဲ့အဲ့ဒါပါလဲဆိုအိုင်ယလိုကနေပြီးတော့ဒီလိုမျိုးလုံးဆောင်လိုက်တဲ့အတွက်ကျွန်မနိုင်ငံ NASA ကအစိုးရပေါ်မှာဘယ်လိုတိုက်ရမလဲဆိုတာနဲ့ပြည်သူလူထုပေါ်ဘယ်လိုတိုက်ရမလဲဆိုတာလေးကိုကျွန်မရှင်းပြခြင်းပါတယ်။အရင်ဆုံးနံပါတ်1အစိုးရပေါ်မှာဘယ်လိုတိုက်ရမလာမလဲ။ နော်။ဘာကြောင့်လဲဆိုတော့ဒီကိစ္စဖြစ်လာတာဒီအညူကြီးကြောင့်ဖြစ်တဲ့အတွက်အညူကြီးကအစိုးရကိုတားဆတ်ထားတာလို့သူပြောတယ်ပေါ့နော်။ဒီတော့သူတားကတ်ထားတဲ့အတိုင်းဖြစ်လာနိုင်ခြေရှိလားမရှိလားဆိုတာလေးကျွန်မသုံးသပ်ပြခြင်းလေ။နံပါတ်1ကတော့ဒီကိစ္စရဲ့ကြောင့်ပေါ့နော်။ကျွန်မတို့နိုင်ငံနာဆတ်ကအစိုးရဆိုရင်နိုင်ငံတကာဖိအားတွေများလာနိုင်နေရှင့်။နံပါတ်2ကနိုင်ငံတော်စီးပွားရေးတိုးတက်ဖို့အတွက်လှုပ်ဆောင်ရမယ့်လှုပ်ဆောင်ချက်တွေစီမံကိန်းတွေရပ်တန့်တာတွေမဝင်လာတော့တာတွေဖြစ်လာနိုင်နေရှင့်။နံပါတ်3ကကြတော့နိုင်ငံတကာကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုတွေမှာဆိုရင်မြန်မာထုတ်ကုန်တွေကိုတည်ယူပို့ဆောင်တဲ့အခါမှာတတ်တတ်ခံရတာတွေဈေးကွက်အရဖယ်ချင်ခံရတဲ့ကိစ္စမျိုးတွေဖြစ်လာနိုင်ပါရှင့်။ နံပါတ်၄ကတော့နိုင်ငံကိုဝင်ရောက်လာမဲ့နိုင်ငံခြားရှင်ရှင်ရုပ်နယ်မှုတွေရောက်မလာတော့တာမြန်မာနိုင်ငံထဲမှာရှိနေရှင်ရှင်ရုပ်နယ်မှုတွေထွက်သွားတာမျိုးတွေဒါတွေကအစိုးရဆုံးဖြစ်လာတဲ့ကိစ္စတွေဖြစ်ပါရဲ့ရှင်ဒီကိစ္စရဲ့လေမှာမိဘပြည်သူတို့တတိထားမိတာတခုရှိလားဒီအပိုင်းဖြစ်သွားတဲ့ကိစ္စနဲ့ဆက်ဆက်နေရဲ့ရှင်ဒီအပိုင်းရကုန်မှာဆိုရင်လောက်ကမပေးပေါ့နော်စက်ရုံနဲ့လောက်ရုံမှာဆန္ဒပြမှုတွေဇက်တိုက်ဖြစ်ပေါ်နေရဲ့ရှင်ကျမကူတည်တာဆိုဆန္ဒပြမှုက၃လေးခုလောက်ရှိနေပြီအဆင်ပြေသွားရလည်းရှိရလက်ရှိအဆင်မပြေသေးရလည်းရှိရပေါ့နော်ဒီတော့အိုင်ယန်လို့ကကျမတို့ဟိုလောက်သမားကြီးရလည်းပတ်သက်ပြီးတော့ပေါ့နော်ဒီလိုမျိုးပုံမှန်အရအရေးယူတဲ့ကိစ္စနဲ့ဤတွင်းထဲမှာ အလို့သမားတွေစာနာပြတဲ့ကိစ္စဟာဆိုရင်တိုက်ဆိုင်မှုတော့မဟုတ်ဘူးရှင်။တိုက်ဆိုင်ဆိုတာဖြစ်နေမှာမဟုတ်ဘူး။နိုင်ငံရေးမှာတိုက်ဆိုင်နေဆိုတာမရှိဘူး။အရာအလုံးကကြိုတင်စီမံထားတာပဲ။ဒီတော့ဒီလိုအရာတွေဖြစ်လာပြီးဆိုမှတော့ကျမတို့စဉ်းစားရမယ့်အချက်က ILO ကနေပြီးတော့ကျမတို့ချမှတ်တဲ့ကိစ္စကြောင့်ပေါ့နော်။ကျမမှန်ငံတွဲမှာရှိနေတဲ့ရင်းနှီးမြှုပ်နှံသူတွေထွက်ခွာသွားတာဖြစ်နိုင်တယ်။သူတို့ထွက်ခွာသွားတဲ့အခါမှာဆိုရင်အကြောင်းပြချက်ကနိုင်ငံတွေကအလို့သမားတွေစာနာပြတာများတဲ့အတွက်ငါတို့ထွက်သွားရပါတယ်ဆိုတဲ့အကြောင်းပြချက်ပေးသွားနိုင်နေရှင်။အရာအလုံးကတိုက်ဆိုင်စွာဖြစ်ပေါ်နေတယ်။ကျမတို့ နိုင်ငံရဲ့စီးပွားရေးကိုဒီရွယ်ချက်ရှိရှိကိုဖျက်ဆီးခံနေရပြီဆိုတာသိကြပါရဲ့ရှင့်ပြီးတော့နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတွေနိုင်ငံသားကုမ္ပဏီတွေစက်ရုံတွေပြန်ထွက်သွားမယ်ဆိုဘာဖြစ်မလဲရှင်းပါတယ်လောက်သမားတွေလောက်ကင်ရှားပါမှုဖြစ်သွားပြီလေမြန်မာနိုင်ငံထဲမှာလာပြီးလုလုတဲ့နိုင်ငံသားတွေကပြန်ထွက်သွားလို့မြန်မာနိုင်ငံလောက်သမားတွေခေါ်သွားမှာလားဘယ်သူမှမခေါ်သွားရှင့်အကုန်လုံးတယောက်မှကြံထားခဲ့မှာဒါဆိုရင်လုလက်မဲ့ဖြစ်ပြီးကြံခဲ့မှာကဘယ်သူတွေလဲရှင့်ဒါလေးကတော့စဉ်းစားသုံးသပ်မဲ့အချက်လေးပေါ့နော်။ဒီတော့ကျွန်မအနေနဲ့ဆက်လက်ပြောပြမယ်ဆိုဒီ IRL ရဲ့ဆုံးဖြတ်ချက်ကြောင့်မြန်မာနိုင်ငံပြည်သူတွေဘယ်လိုတည်ရောက်မှုဖြစ်လာနိုင်လဲဆိုတာကိုကျွန်မပြောပြမယ်။ ဒီချက်ကိုပြောရမယ်ဆိုတော့အစိုးရဘာဖြစ်ဘာဖြစ်သွားနိုင်လဲဆိုတော့ပြန်ဖတ်ရမယ်ရှင်။ဘာကြောင့်လဲဆိုတော့အစိုးရနဲ့ပြည်သူတွေကမြန်မာနိုင်ငံထဲမှာတနိုင်ငံထဲမှာအတူနေနေကြတာ။အစိုးရလုပ်ငန်းစဉ်တိုင်းကပြည်သူကိုတတ်ရောက်ပဲရှင်။ဒီတော့အစိုးရဘာခက်ခဲသွားလဲပေါ့။မူတည်ပြီးတော့ပြည်သူကဘာခက်ခဲလာမှာလဲဆိုတော့ပြန်ပြီးသုံးသပ်ရမှာ။ဘယ်တမခုနပြောပြရတဲ့၄ချက်နော်။ဟုတ်တယ်နော်။အဲ့၄ချက်ကိုပဲပြန်ဖတ်ပြရမယ်နော်။နံပါတ်၁ကတော့နိုင်ငံတော်အစိုးရကနိုင်ငံကဖိအားတွေများလာမယ်။ နိုင်ငံတကာဖိအားများလာတယ်လည်းအများပြည်သူမှလည်းဒုက္ခရောက်တာရှိလာရဲ့ချင်းပိတ်ဆို့မှုတွေပေါ့နော်ဒီတော့ပြည်သူကလည်းအစိုးရခတ်ခဲတယ်ဆိုတော့ပျော်နေလို့မရဘူးအစိုးရခတ်ခဲတယ်ပြည်သူခတ်ခဲတယ်အတူတူပဲရှင်းနော်အဲ့ဒီတစ်ချက်ရှိပြီးတော့နောက်တစ်ခုကကြတော့ဒီစီးပွားရေးတိုးတက်ဖို့အတွက်ကိုနီအိုစီမံကိန်းတွေပေါ့ရှင်နိုင်ငံတကာနဲ့ကူပေါင်းလုပ်တဲ့စီမံကိန်းတွေဆက်သက်ပြထားတွေကိုရပ်တန့်သွားတာမလုပ်တော့တာဆိုရင်မဖြစ်နဲ့ကျွန်မနိုင်ငံတိုးတက်မှုပဲဖွံ့ဖြိုးမှုနောက်ကျတာပေါ့ရှင်အခုဆိုရင်စီမံကိန်းတွေလုပ်ဖို့အတွက်ရှိရဲဒီစီမံကိန်းတွေမလုပ်တော့ဘူးဆိုရင်မလုပ်တော့ဘူးဆိုခဲ့တယ်ရှိတော့ဗောနော် ဆိုရင်ဒီစီမံကိန်းတွေမှာလောလောမယ့်ပြည်သူတွေလုံမရတော့ဘောရှင်းရှင်းပါတယ်ရှင်းပါတယ်เนาะပြည်သူနဲ့ဆိုရတူပဲကျွန်မပြောချင်တာပြီးတော့နိုင်ငံတကာကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုတွေမှာမြန်မာထုတ်ကုန်တွေ နိုင်ငံတကာကိုသွေးတဲ့အခါပို့တဲ့အခါမှာအခက်အခဲရှိလာမယ်ဆိုရင်မြန်မာနိုင်ငံစီးပွားရေးသမားတွေပဲအခက်အခဲဖြစ်တာပေါ့ရှင်မြန်မာနိုင်ငံ MSMB အသေးစားလုပ်ငန်းရှင်တွေပဲတစ်ခေါက်တာပေါ့ရှင်ရှင်းရှင်းလေးဟုတ်တယ်နော်နံပါတ်၄ချက်ကကြတော့ပို့ဆိုတယ်မြန်မာနိုင်ငံတွေပဲနိုင်ငံเจ้าဝင်လာမယ်ရင်းနှီးလုပ်ငန်းမှုတွေမရှိတော့ဘူးဒီကရင်းနှီးလုပ်ငန်းမှုတွေပြန်ထွက်သွားမယ်ဆိုရင်အလုပ်လက်မဲ့အကုန်လုံးဖြစ်ကုန်ကြတာပေါ့ရှင်အစိုးရကပြည်သူ့ကိုခတ်ကုန်ကြတာပေါ့ရှင်ဒီတော့ NUG ရဲ့လုံဆောင်ချက်ကိုခုနက congratulation လုပ်တဲ့သူတွေအခုပြန်ပြီးတော့တင်းအားလုံးအဆအဆုံးနားထောင်ကြည့်လိုက်တဲ့အခါကျတော့ congratulation လုပ်နိုင်သေးလားရှင်သူတို့လုံဆောင်ချက်ကောင်းတယ်လို့ထင်လားရှင် ဒါကတော့မိဘပြည်ကိုကိုယ်တိုင်ဖြေထောက်အောင်မကိစ္စပါဘူး။ကျမတို့ပပောင်းဆောင်၊ရှုထောင်ပေါင်းဆောင်တွေပြပြပေးနေပြီ။ပြဿနာတစ်ခုလုံးချပြပေးနေမိဘပြည်ကိုများစဉ်းစားကြည့်ပါ။ဒါမဲ့ဒီကိစ္စကစဉ်းစားလို့လည်းပြီးသွားမယ့်ကိစ္စမဟုတ်ဘူး။ခုနိုင်ငံတော်ကတော့ဒီကိစ္စပေါ်မှာစီမံဖို့အတွက်ကိုသူလည်းစူးစမ်းတယ်ပေါ့နော်။ဒါပေမဲ့ဒါကနှခုံးထုတ်စရာကိစ္စရှင့်။နိုင်ငံတော်ကမလုံဆောင်နိုင်ခဲ့ဘူးဆိုရင်မိဘပြည်ကိုလည်းလုံလမဲ့ဖြစ်လာမှာနော်။ရန်ကုန်လို့ပါလို့ပိုသိတာလည်းမယ်။စောင့်နေလုံလုံလေးထွက်သွားမယ်။စဉ်းစားကြည့်မျက်စိကမှတဖြည်းဖြည်းတရေရေမြင်ကြည့်။လုံလမဲ့ဖြစ်လာမယ်ဆိုရင်ဒီလူတွေကကို့ဝမ်းပူစာမနေတာဒီတိုင်းထိုင်နေမယ်ထင်လား။ ခုံးစုံလူနိုင်လောက်တော့မှာမိဘပြည်ဆိုအိမ်တကားဝကလာကမိတကားခောက်တော့မှာနော်တကားခောက်တော့မှာပြီးတော့တနတ်တွေပါလေရတယ်အခုချိန်မှာပေါ့ပေါ့တီတီဖြစ်နေတာ PDF တွေလက်ထဲမှာဟုတ်တယ်နော်ပြီးတော့ဒီကနေပြီးတော့စီစဉ်မှုတွေကိုယ်စုံလူနိုင်တွေဟာဆိုရင်မိဘပြည်သူတို့စီကိုပဲဒုက္ခပေးမှာရှင်အဲ့ချိန်ကျလူလတ်တန်းစားကိုအယုံဆုံးဒုက္ခပေးလိမ့်မယ်လူချမ်းသာတွေကတော့ရွှေဆိုင်တွေဗန်တွေနဲ့တတိထားပါရှင်ဟုတ်တယ်မှာတတိထားပါအဲ့ခုလို့ရှိရင်အဲ့တော့အကုန်လုံးကိုပတ်ပြီးဒုက္ခပေးလာမှာဒါပြင်ကိုတချို့တွေကကိုယ်စုံလူနိုင်တွေကမလုံခင်ငါတို့ကတော့ PDF ပဲလုံမယ်ဆိုရင်ကျေးစားလူသက်သမားတွေပို့လာလိမ့်မယ် ဝန်ထမ်းတွေဒုက္ခရောက်လာပြီအချင်းချင်းငိမ့်စားတွေဒုက္ခရောက်လာပြီအားလုံးဆက်ဆက်ကြီးအကုန်ဒုက္ခရောက်မဲ့အပေါက်ရှင်အကုန်ဒုက္ခရောက်မဲ့အပေါက်ကိုအညူကြီးကဖန်ပြီးသွားတာဘာကြောင့်လဲအညူကြီးရောအညူကြီးမိသားစုရောမြန်မာနိုင်ငံမှာနေတာမှမဟုတ်ပါရှင်ဖန်ပြီးတာပေါ့သူကစတိရဲတာပေါ့အစိုးရဘာပဲဖြစ်ဖြစ်ပြည်သူဘာဖြစ်ဖြစ်အဓိကအစိုးရပြုတ်ကျပေးတာလေဆိုရင်တို့ရလုံဆောင်ချက်ကရှင်းရှင်းလေးလေးတို့ရရွှေချက်ကရှင်းရှင်းလေးမိဘတီသူတို့ကလာအခုချိန်မချင်းသေးတာချုပ်ကိစ္စလေးအညူကြီးလုံးတမန်အားလုံးမှန်တယ်ဆိုပြီးဆက်ထောက်ခံဒါပေမဲ့သူ့ပေးမှာဒုက္ခရောမိဘတီသူများလည်းရှင်စည်းခံရမှာပဲရှင်သင်ကြရင် လောက်ကန်ရှာပါကိုစိုးလူမိုက်ကများဘဲတော်တော်တများတိုက်နိုင်ခံရကြရများဘဲတော်တော်အသက်ခံနိုင်ရကြရများပြားထဲမှာပုံစင်းလုံးကတက်ဒုက္ခတွေကများဘုရားကယ်ပါဖရာဖြစ်သွားမယ်ရှင်တကယ်ငါကျွန်မနိုင်ငံလက်ရှိပဂတိအရှိတရားပဲအညူကြီးလုံနေတာကျွန်မတို့ဒီလန်းစင်ကိုတွန်းပို့တာပဲဒီလန်းစင်ကိုနားမယ်ပဲနဲ့အညူကြီးကိုဖရာမှပြီးတော့ကိုးပွဲနေတဲ့သူတွေကတော့ဖွတ်ထွက်တာတော့မှတောင်ဖို့မှမသိရသေးဘူးအများကြီးပါရှင်ရှိရရှိရကျွန်မနိုင်ငံမှာဖွတ်ကထွက်နေပြီမသိဘူးတောင်ဖို့မှဩဘာပါလဲဆိုပြီးတော့သူကဟိုဥစားတင်းနေတော့မှအခုချိန်ဒီကိုးပွဲနေတော့မယ်အဲ့လိုလည်းရှိရပါတော့ပြီးတော့ မတို့အနေနဲ့ကစိတ်ပူရဲ့ရှင်နိုင်ငံရဲ့စီးပွားရေးကြဆင်းအစ်မတို့နိုင်ငံသားတွေပဲဒုက္ခရောက်မှာရှင်။ဒါကြောင့်ကျမတို့ကနိုင်ငံရေးမှာဆိုရင်တိုင်းပြည်မထိခိုက်အောင်လဲလှုပ်ဆောင်စီကြနာပေါ့နော်။တကယ်ဖြစ်လာခုလိုတဲ့နှစ်ကိုပြောပြပြောရတယ်စနိုက်ပါဆုကိုလည်းကျေးဇူးတင်ပါတယ်။စနိုက်ပါဆု၃သက်တင်ရသွားရတယ်ခေါင်းပါတယ်။ကျေးဇူးလည်းတင်ပါတယ်။